ောက်ကဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာလေးကတော့သူတွေတော်တော်များများပေါ့နော်ကျွန်တော်တို့ရဲ့ဒီ Facebook account နဲ့ Facebook ဒီမှာပေါ့နော်အဲပတ်စံရှာကြည့်တဲ့သူတွေပေါ့နော်ပတ်စံရှာရှင်တဲ့သူတွေကဒီကျွန်တော်တို့မြန်မာနိုင်ငံကနေလုံလုံမရဘူးလေသူများနိုင်ငံနေမှာလုံလို့ရတယ်ဆိုတော့မိမိရဲ့ Facebook account က login ရှိဘူးဘယ်လိုကြည့်ရလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် ို့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ Facebook page ကို Facebook page ကိုအရင်ကြည့်ပါမယ် Facebook page မှာကျွန်တော်တို့ဒီကျွန်တော်တို့ဖိမှာအဲအမေရဗန်နိုင်ငံမှာရှိနေတယ်ကျွန်တော်မြန်မာ location နဲ့ login ပြီလားဒါလေးကိုကျွန်တော်တို့ကြည့်ပါမယ်ခင်ဗျာဒီရတဲ့ရဘယ်မှာသုံးဝင်လဲဆိုရင်ကျွန်တော်တို့ဒီ Facebook page နဲ့ပတ်စံရှာတဲ့သူတွေ account တွေနဲ့ပတ်စံရှာတဲ့သူတွေပေါ့နော်ဒါအရန်ကိုရည်ကြည့်ပါတယ်ခင်ဗျာ ဟုတ်ပြီနော်ကျွန်တော်တို့ဒါဆိုရင်ဗီဒီယိုဖိုင်လေးကိုစလိုက်ကြရအောင်မိမိရဲ့ Facebook ဖိတဲ့ကိုအမီဝင်ကြည့်လိုက်ရအောင်နော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ Facebook ဖိဖြစ်ပါတယ် KT မြန်မာဘရော့ Anti Family Service အဲကျွန်တော်ရဲ့ဖိဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ရဲ့ဖိကိုလာရောက်လည်းပတ်လို့ရပါတယ်ခင်ဗျာကြော်ညာလေးကဝင်လိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဘယ်မှာသွားကြည့်မလဲဆိုရင်ဖိမှာဆိုရင်ကျွန်တော်တို့ဒီမှာ အပေါင်းဆိုတဲ့နေရာလေးကိုကျွန်တော်လည်းလေးနဲ့တစ်ချက်ကြည့်မယ်နော်ကျွန်တော်အပေါင်းဆိုတဲ့နေရာလေးကိုလည်းလေးနဲ့တစ်ချက်ထောင်းလိုက်ပါထောင်းပြီးပြီဆိုရင်ကျွန်တော်တို့အောင်းနာလေးဆွဲလိုက်ဆွဲပြီးလို့ရှိရင်ဒီမှာကျွန်တော်ဒီနေရာလေးမှာပေါ့နော် CEO ဆိုတဲ့နေရာလေးကိုကျွန်တော်တို့လည်းလည်းတစ်ချက်ထောင်းမယ်ဒီနေရာလေးမှာ CEO ဆိုတာလေးကျွန်တော်လည်းလည်းတစ်ချက်ထောင်းလိုက်ပါထားပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာသူပြပါတယ် privacy country ဆိုပြီးတော့ဒီမှာ location ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ famous ဆိုရင်ကျွန်တော်ကထိုင်းနဲ့လုပ်ပါတယ်ထိုင်းနဲ့လုပ်တာဖြစ်တဲ့အတွက်ထိုင်း admin နဲ့ရောက်ရှိပါတယ်ခင်ဗျတကယ်လို့မိမိရဲ့ famous မြန်မာ admin ရှိရတော့မြန်မာဆိုပြီးတော့ပုံနေပုံနေပါတယ်ပေါ့နော်ဥပမာမြန်မာနိုင်ငံတယောက်ထိုင်းကနှစ်ယောက်ဆိုရင်အဲမြန်မာနိုင်ငံတယောက်ထိုင်းကတယောက်အဲဒါဆိုရင်မိမိရဲ့ admin ကောက်က ဘယ် account ဖြစ်နိုင်လဲမြန်မာနိုင်ငံ account ပေါ့နော်အဲဖြစ်နိုင်တဲ့ account ကိုကျွန်တော်တို့ကဖိတ်ကနေပြီးတော့ထုတ်ပြရမှာဖြစ်ပါတယ်ဒါမြန်မာနိုင်ငံပါနေမြန်မာနိုင်ငံအက်ဒမင်ပါနေကျွန်တော်တို့ရဲ့ Facebook page ကနေပတ်စာရှာလို့မရပါဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ Facebook page မှာမြန်မာနိုင်ငံအက်ဒမင် account ရှိနေရင်အဲ့အက်ဒမင် account ကိုကျွန်တော်တို့ကထုတ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်တို့ဒီ page မှာဒီ property location အက်ဒမင်ဘယ်နှယောက်ရှိလဲဆိုတာလေးကိုကျွန်တော်တို့ ကြည်တာဖြစ်ပါတယ်ဘယ်နိုင်ငံကအက်ဒမင်နေရှိနေလဲဆိုတာလေးကျွန်တော်တို့ကြည်တာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ကတော့အကောက်ကိုပြန်သွားမှာပေါ့နော်အကောက်အကောက်ကြည်တာကိုပြန်သွားပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ရဲ့အကောက်ထဲကိုကျွန်တော်ပြန်ဝင်လိုက်ပါမယ်ခင်ဗျာတို့ရဲ့မိမိရဲ့ Facebook account ရဲ့စက်တီထဲကိုသွားပါမယ်ခင်ဗျာနော်စက်တီထဲကို setting and privacy ဆိုတာလေးကိုလည်းလေးနဲ့တစ်ချက်ထောက်ပါထားပြီးပြီလို့ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ setting တဲ့မှာကိုသွားပါမယ်ခင်ဗျာတို့တို့ဒီ setting လေးကိုလည်းလေးနဲ့တစ်ချက်ထောက်လိုက်ပါဒီ main set တဲ့ personality detail ကိုနော်လည်းလေးနဲ့တစ်ချက်ထောက်ပါထောက်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ you are information at ဆိုပြီးတော့အဲ့မှာရှိပါတယ်ဒါလေးကိုကျွန်တော်တို့လည်းလေးနဲ့တစ်ချက်ထောက်လိုက်ပါထောက်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ asset you are information ဆိုတဲ့ဟာလေးအပေါ်မှာပေါ်နေပါတယ်အဲ့ဒါလေးကိုကျွန်တော်လည်းလေးနဲ့ချက်ထောင်းလိုက်ပါ PV ဆိုရင်ကျွန်တော်တို့အောင်းလားလေးနဲ့ဆွဲပဲဆွဲပြီးလို့ရှိရင်ဒီမှာဒီနေရာလေးမှာကျွန်တော်တို့လည်းလေးနဲ့တစ်ချက်ထပ်ထပ်ပြီးတော့ထောင်းကြည့်ပါခင်ဗျာဟုတ်ပါပြီ PV ဆိုရင်ကျွန်တော် privacy looking sheet ဆိုတာလေးကိုဆက်ပြီးထပ်သွားပါမယ် เนาะဒီနေရာလေးอ่ะဒီမှာဆိုရင်ကျွန်တော်ရဲ့အခောက်ကဘန်ကောက်ပါဖြစ်ပါတယ်ဒီလိုမျိုးဖြစ်အောင်ဘယ်လိုလုပ်လို့ရလဲဆိုတာလေးကိုလည်းကျွန်တော်စီမစာပေဝန်ဆောင်မှုပေးပါတယ်เนาะကျွန်တော်ရဲ့အကောင့်မှာဆိုရင်ဘန်ကောက်ထိုင်းလန်ဖြစ်ပါတယ်เนาะဖေးမှာဆိုလည်းပဲထိုင်းလန် element ၄ယောက်ဖြစ်ပါတယ်เนาะဒါအခောက်မှာကျွန်တော်တို့ရဲ့ privacy location ကြီးနေလေးဖြစ်ပါတယ်ခင်ဗျာ GB define ကြည့်ပြီးတော့နည်းနည်းလေးရှုပ်ထွေးနေတယ်ဆိုရင်ကျွန်တော်ရဲ့ Messenger မှာလာရောက်မေးမြန်းနိုင်တယ်လို့ကျွန်တော်ရဲ့ Facebook page ရဲ့ Messenger မှာလည်းလာပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာ